က်ဆိုင်တဲ့အခါဥပုပ်သီလာဆောင်းထင်းသူတွေကကပ်ပေးလို့ကြတယ်။နံပါတ်၁၅ပါးသီလာမြဲခြင်း။နံပါတ်၂အသားငါးစားသုံးမှုနေခြင်း။နံပါတ်၃ပရိယုပုံနေရာကြခြင်းတို့ဟာကပ်ပေးကိုအကောင်းဆုံးကာကွယ်ခြင်းပဲတဲ့။ကက်ဆိုင်တဲ့ဆိုတာလူသားတွေလောဘဒေါသမောဟတွေများလို့တဘာဝတရားကြီးကရပ်တန့်သွားအောင်ပညာပေးတာလို့ဗုဒ္ဓဘာသာဝင်တွေယုံကြည်ယူဆထားကြပါတယ်။၅ပါးသီလာလုံးချုံအောင်ဆောင်းထင်းခြင်းရဲ့အကျိုးကိုသိပ္ပံကရိယာရင်းနဲ့တိုင်းလို့မရနိုင်ပါဘူး။ ကမ္ဘာလောကတကြီးဟာသရဝရီရဲ့ကံတရားအတိုင်းဖြစ်တည်နေတာပါဖះရှင်နေမပွင့်တဲ့အချိန်သာသနာ့ဘကာလမှာလေလူသားတွေငါးပါးသီလလုံးကြုံကြလို့၎င်းနဲ့မြက်တွေဝလာဟာကဆိုတဲ့ရာသီဥတုကိုစောင့်ကြတဲ့နေ့တွေစောင့်ကြပေးကြတယ်။အဲ့ဒီအခါမျိုးမှာဥတုမှန်ပြီးတိုင်းသူပြည်သားတွေလေယာမီလောက်ကန်စားတော့ရတာကောင်းမွန်နေ။အဲ့ဒီအတွက်အငတ်ပေးမဆိုင်ဘူး။လူသားတွေသီလပြတ်ပြီးဆိုရင်ဝလာဟာကနေ့တွေဟာတွားမြင်းလန်းကမသွားဘဲတခြားလန်းကသွားတယ်။ အဲ့ဒီအတွက်ဥရုတွေဖောက်ပြန်နေလူသားတွေဥရုမမှန်တော့လုတ်ကန်စားတော့ရတာခက်ခဲကုန်နေပြောချင်တာကငါးပါးတီလာဆောင်းထင်းတဲ့အကျိုးဟာနင်းနေတော့တော့မဟုတ်ဘူးမမြင်ရတဲ့နှကောင်းနှက်မြက်တွေစောင့်ရှောက်တာခံရတယ်ဒီသဘောတွေကိုဖန်ဆင်းရှင်က ဖန်ဆင်းလို့အရာရာဖြစ်တာဆိုတဲ့သူတွေဘလို့လက်ခံမလဲဒါကလွဲချော်မှုနံပါတ်၁ပါနံပါတ်၂အသားငါစားသုံးမှုနေချင်းဟာကပ်ဘေးကိုကောက်ခွဲစေတယ်ဆိုတာဒီနေ့ထိတော်တော်များများလက်ခံနိုင်မှာမဟုတ်ပါဘူး။ယောဂပိုးဆိုတာကိုယ်ခံအားကောင်းမှခံနိုင်တာ အသားငါမစားရင်ကိုခံအားမကောင်းဘူးလို့လက်ခံထားသူတွေဟာပုံများနေလိမ့်မယ်။ကိုဆောင်နဲ့သာသနာဆောင်နဲ့နေမိမိနဲ့ပဋ္ဌာန်းဆက်ပါတဲ့ပုံကိုယ်တွေဟာပျက်စီးတော့မယ့်အကြောင်းအရာတွေအတွက်တူတင်ပြီးတတိပေးတတ်ကြတယ်။အသားငါစားထားသူတွေဆိုရင်သူတို့အနာကပ်လို့မရဘူး။အသားငါစားထားသူတွေဟာအနံ့အသက်မကောင်းဘူး။အိမ်မက်ပေးဖို့မလွယ်ဘူး။နမိတ်တွေပြဖို့ခက်ခဲတယ်။အသားငါမစားခြင်းရဲ့နောက်တစ်မျိုးရလက်ကတရိတ်ဆန်လေးပေါ်မြစ်တာထက်ပိုပြီးတက်ရောက်စီတယ် ်အထူးသဖြင့်အခြားသတ္တဝါတွေရဲ့အကုသိုလ်ကံတွေကြောင့်ကိုပါရောပါသွားတတ်တဲ့သဘောရှိတယ်။ဒါကိုကိုဆောင်နဲ့တွေကတိပြီးတော့တတိပေးကျင်ကြတယ်။ဒါပေမဲ့သူတို့အနာကတ်လို့မရဖြစ်တတ်တယ်။အဲ့ဒီသဘောကြောင့်အသားငါလျှော့ခြင်းဟာကပ်ဘေးကိုရောပါစေရလို့ပြောတာ။ဒါကလွဲချော်မှုနံပါတ်1။နံပါတ်3ကပရိတ်ရွတ်ပုံနေရာကြခြင်းဆိုတာကတော့တခြားဘာသာတွေအတွက်ယုံကြည်မှုမရှိတဲ့အတွက်ပရိတ်ကအယံတားမဖြစ်စေဘူး။ ပရိတ်ရွတ်တဲ့အခါဖះရှင်ရဲ့တရားတော်မြတ်ရဲ့အရှိန်ဝါဟာဖြည့်ဆည်းခဲ့တဲ့ပါရမီတော်ကြောင့်စကြဝဠာတိုက်တတောင်းထိဩဇာအာဏာတက်ရောက်တယ်။ကပ်ဘေးကြောင့်လူတွေတေးကြတယ်။အဲ့ဒီတေးတဲ့သူတွေကိုညအခါဘလူမြေဖုတ်ပိတ်တာတွေကလူယူစားတော့ကြတယ်။ဒါတွေကိုပဂရိမျက်စိနဲ့မမြင်နိုင်ကြတော့မယုံကြည်ကြဘူး။ပရိတ်ရွတ်တဲ့အခါပရိတ်ရဲ့ဩဇာရွတ်ဖက်သူရဲ့တိလတမာတိပညာကြောင့်ဘလူးတွေပိတ်တာတွေဟာကြောက်လန့်ပြီးထွက်ပြေးကြတယ် ကပေးဖြစ်ချိန်မှာအာမနုဿာလို့ခေါ်တဲ့သူတို့တွေဟာလူတွေကိုမူးဝေအောင်လုပ်ကြတယ်။ပူးကပ်ပြီးတော့လူခန္ဓာကိုယ်ကိုအနှိမ့်ထားရုံနဲ့ဖြစ်အောင်ကြိုးစားကြတယ်။ပရိရုပ်ဖက်ခြင်းနဲ့ပရိရေဖြန်းခြင်းကြောင့်ဘလူးတွေထွက်ပြေးရကြောင်းဖះရှင်လက်ထက်က ကပေးမှဖြစ်ခဲ့ပူတာပါပဲ။ပရိအစွမ်းထက်ဖို့အတန်အတွက်မှန်ရမယ်၊ယုံကြည်ရမယ်၊ကံကြီးထိုက်သူမဖြစ်စေရဆိုတဲ့အင်္ဂါသုံးချက်နဲ့ညီရတယ်တဲ့။ဒါကြောင့်လေဒီဆရာတော်ကြီးကပရိရုပ်ပုံနေရာကြရမယ်လို့ပြောခဲ့တာပါ။ဒီသဘောတွေကတော့ဗုဒ္ဓဘာသာဝင်တွေပဲသိတယ် ိတာတော့မယုံကြည်တဲ့သူကများတယ်။ဒါကလွဲချော်မှုနံပါတ်3ပါပဲ။အခုတော့လက်စေးကြောင့်အပြင်းမထွက်ကြနဲ့ဆိုတဲ့မျက်မြင်သဘောကာကွယ်မှုတွေပဲတကဘာလုံးလုပ်နေကြတယ်။မျက်မြင်သဘောနဲ့လည်းကာကွယ်ရမယ်။မမြင်နိုင်တဲ့သဘောတွေနဲ့လည်းအခုတင်ပြခဲ့တဲ့အတိုင်းကာကွယ်ကြမယ်ဆိုရင်မြန်မာပြည်သူတွေကပ်ဘေးကနေပိုပြီးလွတ်နိုင်ကြပါလိမ့်မယ်။ဒီသဘောတွေကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်ကပေးကလွမြောက်စေနိုင်တဲ့အထူးအခွင့်အရေးတွေဆိုတာမမေ့ကြစေနဲ့လို့တိုက်တွန်းသတိပေးလိုက်ရပါတယ်။ ဟုတ်ကဲ့ပါရှင်ကျမတို့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြည့်ပြီးကုသိုလ်တရားပွားများကကဆိုးကြီးမှလွတ်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်